ကဘာလုံးစခန်းလို့နာမည်ကြီးတဲ့နတ်ရေကန်ဗျူဟာကုန်းကတော့ငရဲကန်ဗျူဟာကုန်းဖြစ်သွားပါပြီเนาะဒီနေ့လုံးဝလုံးစုံအားလုံးရှင်လင်းပြူပါပြီးရရှိဘူးအတို့ထုတ်ပြန်ကြေညာလိုက်တယ်เนาะအဲ့တော့နတ်ရေကန်ဗျူဟာကုန်းပရမ7ရက်နေ့တည်းကအမှန်တကယ်ကြီးရတာအဲ့ဒါကိုစစ်ခွေးငထင်းကဘာပြောတာလဲကြည်ွားလိုက်ဒီကောင်ဒီကောင်နေပြောခဲ့တဲ့စကားလေး တချိန်မှလည်းမမှန်ခဲ့ဘူးဒါလည်းစောက်ရှက်မရှိဘူးထပ်ထပ်ပြောတယ်အခုတော့မကြည့်ပါနဲ့တော့ငထိန်ကကျွန်တော်အကြောင်းအတူလင်းငါးကတော့ပြောဘူးတယ်ကျွန်တော်ကိုပြောလိုက်ဗီဒီယိုဖိုင်တင်လိုက်ပြီးပြန်ဖြတ်လိုက်နောက်တစ်ခါပြောလိုက်တင်လိုက်ပြန်ဖြတ်လိုက်တော့အခုလည်းဒီမှာဟိုကျွန်တော်မင်းကဘလာကြီးရဲ့နားထောင်နေလို့ငထိန်ပြောထားတဲ့ဗီဒီယိုဖိုင်ကိုမကြည့်လိုက်ငထိန်ပြောထားတဲ့ဗီဒီယိုဖိုင်ကိုအရင်နားထောင်ပါမနော်ပြီးမှကျွန်တော်နိုင်ငံ viewer ကိုတိတ်မဲ့ရရှိတဲ့သတင်းကိုဖတ်ပြပါမယ်အဲ့တော့သူတို့စတိရနေနေရာအတိုင်းပေါ်မှာဟာပြောကြတာလေးရတယ် ဒီဘီဝင်ရပြီစပြီအော်ကြောက်သွားပြီကတိလို့ပါလို့ဆိုလေအော်ငါကကြောက်ကြောက်ဆုံးလို့ဘာလို့ညာလို့လဲသူတို့လည်းပြောလိုက်လာမိသူစတရရနေရအော်လို့အော်တယ်လိုင်းမော်ဒီမှာအော်ကြတယ်အဲ၁၂ရက်နေမှာကျတော့ဘာလို့လဲဆိုတော့ဂုတ်ကြီးရကအေးစကန်တော့ကိုတက်မလို့အသေးမရရှိအဲဂုတ်ကြီးရကမသိတယ်မြင်အောင်ပြောပါမယ်ဆိုရင်ဒီနေ့ကတော့စကန်ရဲ့အောက်ကြီးလိုင်းကားလမ်းရှိတယ်နော်ကားလမ်းရဲ့ပြီးမှရှိရွာဂုတ်ကြီးပြီးရင်ပစီပြီးရင်အဲလိုင်းနော်ပေးဆိုတဲ့ရွာလေးရှိတယ်နော်အပစီနဲ့ဂုတ်ကြီးနေရာတိကကြတယ် အဲ့တော့အဲ့စကန်ပြူစကန်ကုန်းဝင်ဝင်အောက်မှာရှိတာပေါ့နော်အောက်ကကားလမ်းအောက်မှာရှိတာပေါ့အဲ့အောက်မှာရှိတယ်နော်အဲ့ရွာမှာရှိတယ်ကုတ်ကြီးရွာမှာရှိတယ်အေးဂျမ်းမဲ့စကန်သုံးခုတော့ကျသွားပြီနော်အဘိုးအဘိုးတိုက်ဝင်စင်းတာနဲ့အောက်မှာရှိတယ်ကောင်းတော့နော်သူတို့ရဲ့စစ်တောင်းတွေကတိုက်ခတ်လိုက်လို့ကျွန်တော်ကျွန်တော်သူပြောတဲ့ပုံစံဆက်ရှိနော်အာသူကအခုကုံဝန်းက22နှစ်နာရီကပြောထားတာဒီဗီဒီယိုဖိုင်နော်အခုဒီနိုင်ငံစကန်အလုံးစုံတိတ်မဲ့ရရှိတာအခုမှတရင်တက်လာတာပေါ့နော်ဆက်ဆက်ရေးရေးကြည့်ပါ မှာအဲ့ရောင်မှာရှိရအဲ့ရောင်ကိုကိုကြီးရောက်တက်မလို့တင်ရရရှိပေါ့အဲ့ရောင်မှာအေးစကန်တုံးရှိတယ်အဲ့တော့တက်မလို့တင်ရရရှိဆိုပြီးတော့တက်မလို့ဒေတာ channel တွေမှာတင်ထားတယ်အဲ့မနေ့ကတော့ကိုကြီးပြောတာရှိနေနော်အဲ့တော့အေးကတော့စကန်ပြောအောင်ကြောက်သွားပြီဆိုပြီးတော့လမ်းမတော်ပြောတော်ဝကြတယ်အော်အေးစကန်တုံးခုကိုတိမ့်မက်ရရှိရဆိုတာကိုနင်တို့ Telegram channel မှာတင်ထားတာကိုနင်ကပြန်ပြောတာအေးအေးဟုတ်တယ်ဟုတ်တယ်တော်တော် ကောင်းတဲ့သတင်းကိုမစိတ်ကြရကွာငထင်းရအပြင်စောက်ဖို့မစောက်ဖို့ပဲဒီပြန်ပြေးဒီအကုန်လုံးပေါ့နော် ယူယူ channel တွေဖွင့်ပြီးတော့ဘောလုံးပဲသားပြောနေကြတဲ့ကောင်တွေကတန်းစီတော့ပါးတွေပဲရိုက်အောင်ပြောပြီး YouTube channel တွေပုံပြီးပတ်လို့ဝယ်စားပြောတယ်သူက YouTube channel မဖွင့်ဘူးလေနော်ဟိုကသူ YouTube channel လက်ချင်ညာနေဒီကောင်တွေကပါးစပ်နဲ့ဖင်မှားနေတာကွာသူများတွေကအာနိုင်ဟိုဟိုဘယ်လိုကနိုင်ငံခြား OIC ထောက်ပံ့ငွေယူပြီးတော့ကလာအရေး order အခုတူးမဲ့လေမင်းအောင်နိုင်ကြီးကအဲ့ဒီနေပြီးတော့မှဗလီဆောက်တော့ဘာသာမှမထွက်ရတော့ဘူးအကလားနဲ့ညီကိုဖြစ်သွားတဲ့ချက်ချင်းနော်အပြောပြောရပြောပြတာနော်အာဒီကောင်တွေကတကယ်ဖာကြတဲ့ကောင်တွေ အခုလည်းမဖြစ်သေး YouTube channel တွေဖွင့်တယ်သူက YouTube channel မဖွင့်ဘူးသူ YouTube channel ဖွင့်တယ်ကြည့်မဲ့လူမရှိလို့ဟမ်လိုချင်တာငန်းငန်းတက်နေတယ်အကိုစင်နဲ့ကိုမတည်ဘူးအော်ဒီကောင်တွေဘဝကလေတကယ်မှအတိတ်ခံမရှိတမာတိမရှိတဲ့ပေါ့လို့ပဲသားတွေဟမ်အခုလည်းမကြည့်သူတို့ကနားထောင်ပါပြီးကျွန်တော်တရင်ဖက်ပြတိလားပါရီပဲမဟုတ်လို့ဆိုမိုးစီကြောပဲနေရနေပါလေမကန်းနဲ့တိတ်ပါအောင်လားနော်အခုထင်ရကိုရဲ့ပါရီလုံးနေရတယ်ပွင့်လင်းရစီဆောက် ဒီပွင့်လင်းရာစီလောက်ရောက်တယ်ရောက်ရင်တော့ဟောပွင့်လင်းရာစီလောက်ရောက်ရင်အားလုံးဖြစ်နေတဲ့အတိုင်းဖြစ်လာဖို့အမဟုတ်မင်းမနစ်ကတော့ပြောခဲ့တော့အဲ့လိုပဲလေဘယ်လိုပြောရအောင်ဟမ်ဟိုတနစ်ကပြောခဲ့တော့ကလည်းမင်းဘယ်လိုပြောခဲ့လဲအဲ့လိုပဲလေမဆောက်ချက်မရှိတာလားမင်းတင်ခဲ့တဲ့ဗီဒီယိုဖိုင်အဟောင်းတွေမင်းပြန်ကြည့်စမ်းဘာတွေပြောခဲ့တယ်မင်းပြောခဲ့တဲ့အတိုင်းဖြစ်လာခဲ့လားမဖြစ်လာခဲ့လားမင်းတို့ခွေးလုံးနွားလုံးရှုံးခဲ့လားနဲအခုလက်နိုင်ရံဗျူဟာကတရင်ဖတ်ရမယ်စောက်ကြည့် ဟမ်ဆောက်ရှက်မရှိတဲ့မြောက်မြောက်လုံးမာတာဟမ်ရှိတော့လေဘာဖြစ်လို့ဆိုတော့ကိုရင်းရေခိုင်ပြင်းလေးကိုစစ်စင်နှစ်ခေါက်ရောက်ဘူးလေနော်စစ်စင်နှစ်ခေါက်ရောက်ဘူးလေရေခိုင်ပြင်းလေးကအာစစ်ကြောင်းတွေတွာလာရလွယ်ကူဆုံးနေပြီလို့ပြောလို့ရတယ်အေးချမ်းမတမအာတက်ခက်ချင်းမုံမယ်ဆိုလို့အဲတွာလာရလွယ်ကူတယ်နော်လှိမ့်မယ်ဆိုရောက်ရှိနိုင်တယ်အနေထားရှိတယ်နော်ရေချောင်းလေချောင်းအုံချောင်းအကုန်သုံးပြီးလို့ရတယ်ဒါမဲ့အမြန်ဆုံးကတော့ရေချောင်းပေါ့နော်အဲကင်းသွားတယ်တော့ရေချောင်းပေါ့မပင်နေပြန်တော့လို့ရတယ်ဒါမဲ့တို့တော့မိုးရင်းညရင်တို့ကနော်တို့ရှိတယ် မုန်နေနော်ခါလောက်နေနော်ပေါင်လောက်နေကလေးပါလေအဲ့ပွင့်လင်းရကြီးအောင်နေတာကြတော့နော်ထူးကြမယ်လို့ထင်တယ်ကိုလေးသူတို့ကအမြင်ပေါ့နော်အဲ့တော့ကူးလက်ရှိမှာအဲ့သူကအပြပြပြန်ပြန်ပြန်လည်းကောင်ပြန်ဆိုဆိုရန်ကောင်ကြားလိုက်ပိုင်းလာကြသူကအော်နေကြလိမ့်မယ်လေနော်ဟိုမှာဒီကျမတဲ့ဖွဲ့စီရတော့မှာအလန့်ပေးထားတယ်နော်ပင်လယ်ကြီးမှာစစ်တင်မော့တွေတွေ့လို့တဲ့မှာအလန့်ပေးထားတယ်နော်အလန့်အလန့်အလန့်ပေးထားတယ်သတိဝိရနေကြဖို့ဟုတ်ပြီလားမင်း သူပြည့်ရင်ခမသူပြည့်ရင်မပြူရင်းလေးအော်တော့အဲ့တော့ဘလူကပြောတယ်ဘေဝါပြောတယ်ချင်းဒီလာမေးလိုက်ကကြားတယ်နော်အဲ့ဒါတော့ငထိန်ကုန်ခဲ့တဲ့22နှစ်လောက်ကတင်သွားတာနော်အခု breaking news ဆိုပြီးတော့ people stream မှာတင်လာတယ်အခြားသတင်းတွေမှာလည်းတင်လာကြွားပြီးနိုင်တောင်ဒီစခန်းကုန်းကိုလုံးဝအလုံးစုံတိမ့်ပိုက်ရှင်းလင်းပြွားပြီးတကယ်ဆက်တဲ့နေ့ထိကတိမ့်ပိုက်ထားတာဒါပေမဲ့နေမျိုးရှင်းလင်းမှုအပြည့်အဝမရသေးတော့နော်ဗီဒီယို file တွေပါတင်ပေးထားကြွားပြီးတွေ့တယ်မလားနော်ပြပေးမယ် ောဆက်ကျွန်တော်တတိယကိုဖတ်ပြမယ်ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းမကွေးတိုင်းဆက်ဆက်ဒေသတွေအတွက်စစ်ရေးရအလွန်ရေးပါတဲ့နိုင်ရကံဗျူဟာကုန်းကိုအရခတ်တက်တော်အေနဲ့မဟာမိတ်တပ်တွေကဒီကနေ့ညနေမှာအပြီးသက်တဲယူနိုင်ပြီးတော့တတိယရရှိပါတယ်ခေါင်းဆောင်တဲ့လူတွေအကုန်ထွက်ပြေးတာလေပါစစစ်မှုထမ်းတင်နန်းဆင်းတွေပဲကြံခဲ့တာပြောရရင်၁၇ရက်နေ့ထဲကရပ်နေတာအခုတော့လုံလုံရှင်းနိုင်ပြီလို့ ပြီးပဲစပရင်ရဲ့သတင်းနှစ်ဦးကအော်တိုဘာလ14ရက်နေ့ညနေပိုင်းမှာပြောဆိုပါတယ်အမ်ဘရန်လမ်းပိုင်းအနီးကအကြီးဆုံးစခန်းဖြစ်တဲ့နိုင်ရကန်ဗျူဟာကို AA နဲ့မဟာမိတ်တပ်တွေက2025ဖေဖော်ဝါရီလမှာထိုးစစ်ဆတ်ဆင်ခဲ့တာပါအဲ့ဒီအချိန်တုန်းကဒေတာဒရင်စစ်ဆင်ရေးနဲ့ခုခံစစ်တွေကိုတမ69ကတာဝန်ယူခဲ့တာပါကာကင်းစခန်းတွေကို AA နဲ့မဟာမိတ်တွေကတခုပြီးတခုတင်းယူနေပြီးစစ်တပ်ကအစာရှိအရာရှိတွေအပါအဝင်တေဆုံးဒဏ်ရာရသူ ဖပြေးသူအလင်းဝင်သူအများပြားနဲ့အထိနာနေခဲ့ပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်ကတမ60ကိုတမမှုဗိုလ်မှူးကြီးတင်မောင်ကျော်ကိုမေလထဲမှာပြန်ဖမ်းခဲ့ပါတယ်။တမ60ကိုအောက်ကတပ်ရင်းတွေအထိနာလာကြောင့်ဩဂတ်စတင်ဘာလမှာရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက်အမှတ်စက်ခွန်စစ်စင်ကုတ်ကဲမှုဌာနချုပ်စက္ကခစက်ခွန်နောက်ခံတပ်ရင်းတွေကိုတပ်ချင်းလဲလဲပို့ဆောင်ခဲ့ပါတယ်။ ်စက်တင်ဘာလနဲ့အောက်တိုဘာလစမ်းတိုက်ပွဲတွေမှာလည်းအထိနာပြီးစကခစက်ခွန်ကအရာရှိပိုင်းတွေအောက်တိုဘာလ6ရက်နေ့ကစုတ်ခွာသွားတာလို့တီးရပါတယ်အောက်တိုဘာလ10ရက်မှာအေနဲ့မဟာမိတ်တပ်တွေကဗျူဟာတဲ့အထိဝင်တိုက်ခဲ့ပြီးအောက်တိုဘာလ14ရက်နေ့မှာအပြီးသက်တိမ့်ပိုက်တာလို့တီးရပါတယ်အချားစီရဲတရင်မြစ်တူကလည်းပစတွေထွက်ပြေးတာလက်နဲ့ချတာအများကြီးပဲလို့ပြောပါတယ်နိုင်ငံဗျူဟာဂုံးကိုအေနဲ့မဟာမိတ်တွေတိမ့်ပိုက်လိုက်ကြောင်းရေးသားထားတဲ့သတင်းကိုလည်း96 Sodium PDF ရဲ့ ဥဆောင်သူတဦးဖြစ်တဲ့ကိုစေရလွင်ကလည်းနိုင်ငံဗျူဟာကုန်းကိုအပြစ်သက်သိမ်းပိုက်လိုက်ပါပြီလို့ရေဒီလူမှုကွန်ရက်မှာမျှဝေထားပါတယ်96 sodium pdf က AA နဲ့အတူစစ်ကောင်စီကိုပူးပေါင်းတပ်နေတဲ့ကာကွယ်ရေးတပ်တွေထက်ကတခုဖြစ်ပါတယ်96 sodium နဲ့အောက်မှာအော်96 sodium နဲ့အော်တိုဘာ6ရက်နေ့ကပြုတ်လုပ်ခဲ့တဲ့စစ်တပ်နဲ့စင်းပွဲကိုအရကတပ်တော်ထိန်းချုပ်ဒေသမှာပြုတ်လုပ်ခဲ့တာဖြစ်ပါတယ် A ကတော့တီးခြားတဲ့ထင်မထုတ်ပြန်သေးပါဘူး။နိုင်ငံပြူဟာကုန်းတိုက်ပွဲမှာ A နဲ့အတူပူးပေါင်းတိုက်ခိုက်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ကတောင်ဝင်ချီတူတူကတော့နိုင်ငံကိုလုံးလုံးရှင်းလင်းပြီးရင်မကွေးတိုင်းဝင်ပေါက်ပွင့်သားသလို AR အနောက်ချမ်းအားလုံးစစ်ကောင်စီလက်လွတ်ရဖို့တေချာတော်ပြီလို့တုံ့တက်ပြောကြပါတယ်။လက်ရှိမှာအမ်ဘလန်မင်းတောင်တရက်စင်ပောင်ဝဲအထက်မင်းလငဖဲမြို့နယ်တွင်နဲ့ပတိန်မုံရွာလမ်းပိုင်းတွေပဲခူးတိုင်းတဲကတောင်ကုတ်ပဒေါန်ကားလန်း AOD တိုင်းတဲကလေးမျက်နှာမြွနယ်တို့မှာလည်း အေပူပေါင်းတက်တွေနဲ့စစ်ကောင်စီတိုက်ပွဲတွေပြင်းထန်နေပါတယ်။ကဲအားလုံးတွေ့တဲ့အတိုင်းပဲအားလုံးကြားတဲ့အတိုင်းပဲအဲ့တော့ငထင်းကလည်းဟိုတူလဲသူအဟိုပြောလို့ရတဲ့တော့ပေါ့နော်ညင်းလို့ရတဲ့တော့ညင်းတာပေါ့တူလဲခွင့်လို့ပြေးလိုက်ကြပါလို့မပြောပါနဲ့တိလားနော်ဒီနွားသားတွေကလူတိတ်ခါလူတန်ဘူးလူတမာတိဆိုတာဘာမှမသိတဲ့ကောင်တွေမဟုတ်ဘူးနော်ပြောချင်တာလေးစုပြောသူတို့အခုကျွန်တော်တို့တော်လှန်ရေး နော်ကျွန်တော်ဆိုတော်လိုင်းစာတဲ့ကဒီ TikTok စသုံးတဲ့ကကျွန်တော်ပြောခဲ့တဲ့ဗီဒီယိုဖိုင်တွေကိုအခုချိန်တွားယူပြီးပြန်ဖွင့်ပါဘယံမတာမဟုတ်မမှန်လိန်ညာပြီးကိုစီပြောခဲ့တာရှိလားလာအချိန်မရွေးမှတ်ကြောက်တင်ခံနိုင်တယ်အဲ့ဒီကောင်တွေပြောခဲ့တဲ့ဗီဒီယိုဖိုင်အရှိတလားဗီဒီယိုဖိုင်မပြန်ကြည့်ရှင်းတစ်နှစ်ကဗီဒီယိုဖိုင်ပြန်ကြည့်ရှင်းနှစ်နှစ်ကဗီဒီယိုဖိုင်ပြန်ကြည့်ဘာတွေပြောခဲ့လဲဆိုတာသူတို့ပြောခဲ့တယ်လို့တကယ်မှန်ခဲ့လားဟုတ်ခဲ့လားပြန်ကြည့်အဲ့ဒါအဖြေတွေပဲငင်းမနေဘူး ်ဟာမင်းတို့ပြောတာမှန်တယ်ငါတို့ပြောတာမှန်မငင်းဘူးပြောခဲ့တဲ့ဗီဒီယိုဖိုင်တွေကိုပြန်ကြည့်ပြောနေတဲ့ဟာကိုပြန်ကြည့်အဲ့ဒါပဲပြောချင်တယ်နော်အဲ့တော့ဒီကောင်တွေကလေသူတို့တိုက်ခါကိုသူတို့ချက်တာသူတို့တန်ဖိုးကိုသူတို့ဖြစ်တာအဲ့တော့လက်ရှိစစ်တပ်မှာလက်ရှိစစ်တပ်မှာစစ်ခွေးတွေစစ်ခွေးတွေဆိုပြီးအပြောကန်ထိတာတည်းသူတို့လိုကောင်မျိုးတွေကြောင့်နော်အခုနိုင်ငံပြူဟာကုန်းကမ္ဘာလုံးဆန်ဒီစကန်ကုန်းကြီးကနဲတဲ့အမြင့်ကြီးမဟုတ်ဘူးနော်တီချာကုန်းကြီးအဲ့ဒီကုန်းကြီးကိုတက်ပြီးတော့တိန်းနေတာ နော်အဲ့ဒီကုန်းကြီးကိုတက်ပြီးတိမ့်နေတာအခုပါကြကြီးပါအောက်ကအေးစကန်းတစ်ခုကိုတိမ့်သွားတယ်ဟုတ်လားအပေါ်ကကုန်းကိုတိမ့်ဖို့နေတယ်အခုကဲအကုန်တိမ့်နေပြီဆောက်ချက်မကွယ်ဘူးလားအတော့ဟမ်ပြောချင်တာကဘယံမလားမတိနေမပြောနဲ့လေမတိကွက်ကိုအေးစင်းနေ Telegram ထဲမှာတွေ့တဲ့ဟာကိုရှောက်ပြောအောင်အဲ့ Telegram တွေ့တာပေါက်ပန်း၄၀ဒီမင်းတို့စစ်ခွေးထောက်ခံတဲ့အတိုင်းဝမ်းကတင်တဲ့ Telegram ဘယ်ဟာမှန်ဘူးလို့လဲ အဲ့ပတ်ပိုင်း50ကိုကြည့်ပြီးတော့ဘာဖြစ်လဲစကန်းမကုံတော့အောက်ကလမ်းတဲ့တယ်ဟိုအေးစကန်းတစ်ခုတိတ်ငန်ဒီပဲဟုတ်လားဟမ်အခုကတော့ဘာပြောရလဲစောက်ချက်ကွဲပြီဟမ်မင်းတို့တွေစောက်ချက်ကိုတစ်ခါကွဲရင်လေသပေမွေးတစ်ခါပြောက်နှုတ်ရင်တော့မှမင်းတို့မှခေါင်းကတော့မဖြစ်တော့ဘူးနော်မင်းတို့အဲ့လောက်ထိအဲ့တော့ဘာပဲပြောအခုဒီဝင်ပေါက်ကြီးကိုပွင့်ွားတဲ့အတွက်ဒါတော်လှန်ရေးအင်အားအောင်မြင်မှုပဲနော်လက်ရှိ A နဲ့ပေါင်းနေတဲ့ PDF တွေဟာတကယ် COC ကောင်းတယ် စစ်တပ်ကိုစစ်တပ်နဲ့တူအောင်ပြန်လဲစုဖွဲ့ပြီးတိုက်နေတာဖြစ်တယ်။ဒါကြောင့်မလို့အခြားနယ်မှာရှိတဲ့ကျွန်တော်ရဲဘော်ရဲဘွဲ့တော်လိုင်းအင်အားစုတိုင်းတပ်ဖွဲ့တွေအနေနဲ့ကျွန်တော်တို့ဟာတိုက်နေတဲ့ရန်သူဟာစစ်တပ်တစ်ခုဖြစ်ပါတယ်။စစ်တပ်တစ်ခုကိုတိုက်တဲ့နေရာမှာကိုကိုတိုင်ကလည်းစစ်တပ်ပိတ္တဆိုတာဖွဲ့စည်းပုံချစ်လိဖို့လိုတယ်။အမိတ်ဘေးစနစ်ကောင်းမှုမို့လိုတယ်။ဗျံပဒါတူတလူငါသမင်းတူတပေါက်ငါတပေါက် ဖြစ်နေတိုင်းဖြစ်နေကြမှာဆိုရင်တော့ကျွန်တော်တို့ကဘလို့မအောင်မြင်မှုရမှာမဟုတ်ဘူး။ဒါကြောင့်မို့လို့ညီညွတ်မှုစည်းလုံးမှုကိုတိဆောက်ပေးကြပါကိုဂျိုးရှာအခွင့်အရေးရှာခြင်းနဲ့စိတ်တွေကိုလျှော့ကြပါဒီပွဲခက်မှန်ပြတ်ဖို့လိုနေပြီဒီတဲ့တက်ချေဝိုင်းမကောင်းတော့တိုင်းပြီဟာနော်ဒါကြောင့်မို့လို့ရန်သူကိုကျွန်တော်တို့လုံးဝအသက်ရှူဝင်းတော့ပေးဖို့မကောင်းဘူးအမြန်ပွဲတိုင်းနိုင်ကြမှုအတွက်အတူတူဝိုင်းစူးစမ်းကြမယ်ကျွန်တော်တို့ပြည်သူကလည်းပြည်သူနိုင်တဲ့နေရာစူးစမ်းရမယ် ဥဆောင်တဲ့ဘိုင်းမှာရှိတဲ့လူတွေကလည်းဥဆောင်တဲ့ဘိုင်းညာကဝိုင်းကြိုးစားရမယ်ရဲဘော်တွေကလည်းရဲဘော်တွေကျောက်သူတို့အတက်ပေးပြီးတိုက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်သူတွေကလည်းဒီရဲဘော်တွေနဲ့တရားတဲ့ထတ်တူဝိုင်းကြိုးစားကြမယ်နိုင်အောင်နိုင်ရမယ်နော်ဖိုက်တယ်